အလုံးမမင်္ဂလာပါအခုကြည့်ပေးမယ်ရီဒင်းကတော့11 11ပေါ့เนาะအခု17 17ပေါ်တဲ့ပြီးမှကိုယ့်ရဲ့ live ထဲမှာဘာတွေပြောင်းလဲလာမလဲဆိုတာကြည့်ပေးမှာဖြစ်ပါတယ်ထူးထူးဆန်းဆန်းပဲတိုက်တိုက်ဆိုင်စွာနဲ့เนาะဒီ reading ကိုစဖတ်တဲ့အချိန်ကဖုန်းစဖွင့်လိုက်ကင်မရာစရိုက်လိုက်တဲ့အချိန်က17:17ဖြစ်နေเนาะတော်တိုက်ဆိုင်နေ စတိစတိနဲ့လာတိုးတယ်ကြဒါဆိုရင်ရိယာနဲ့ချောင်းဆိုးနေလို့ဖျားနေလို့စကားရမ်းအများကြီးမပြောတော့ဘူးเนาะအတန်လေးလည်းနည်းနည်းတိခတ်မိပါပုံလေးရေးပြပါเนาะ အစဉ်ဖိုင်ယူလုပ်ပြီးလာပြီးထင်ပါတယ် Facebook ကနေ Terror Meme များလို့ပါက Facebook search bar မှာ The Great Godzilla Terror လို့ရိုက်ရှာလိုက်လို့ရှင် page ကိုလွယ်တကူရှာတွေ့နိုင်မှာဖြစ်ပါတယ် page messenger ကနေလည်းလာအောင်မြင်ရလို့ရတယ်လို့ဗီဒီယိုတိုင်းမှာ Viber Telegram WhatsApp ဖုန်းနံပါတ်တွေလည်းထည့်ပေးထားပါတယ် YouTube ကနေ reading တွေကိုပုံမှန်ကြည့်ရှုကြနေဆိုရင် YouTube channel လေးကို subscribe လုပ်ထားဖို့မမေ့ပါနဲ့နော် YouTube video တိုင်းအမှလည်း Facebook page လေးကို Fiber Telegram WhatsApp phone number ရောထည့်ပေးထားပါတယ်။ဒါဆိုရင်ဒီပုံလေးကိုရေးထားတဲ့ဖိုင်ဝမ်းလေးတွေဖိုင်ဝမ်းလေးတွေ11 11နောက်ပိုင်း Colorless. ွင်းနေကင်းနေပြီနော်ဘာဝန်ရဲ့ energy ကတော့ပိုတည်တည်တော့မဟုတ်ဘူးနော် ဘာတွေပြောင်းလဲလာမလဲဆိုတော့ဖမ်းမန်းနေလက်ရှိမှာအမျိုးသမီးတယောက်ကြောင့်ပေါ့နော်ဒါကတော့ဘယ်ကိစ္စနဲ့မဆိုပတ်သက်နေတဲ့အမျိုးသမီးဖြစ်နိုင်တယ်ဖိုင်ဝမ်ကအချေးဖြစ်စီလူမှုရေးဖြစ်စီငွေကြေးဖြစ်စီပေါ့နော်အမျိုးသမီးတယောက်နဲ့ပတ်သက်နေတဲ့ကိစ္စလို့ခံစားရတယ်နော်အမျိုးသမီးတယောက်ယောက်နဲ့ပတ်သက်နေတာနဲ့ပတ်သက်ပြီးတော့ကိစ္စနဲ့ပတ်သက်ပြီးတော့ဖိုင်ဝမ်းနေတော်တော်လေးစိတ်ညစ်နေတာနော်စိတ်ညစ်တာမှတော်တော်လေးညစ်တာ ဘယ်လိုပြောမလဲလူကပေါ့နော်နေတာနေတာပျော်လားဆိုတော့လည်းမပျော်ဘူးပေါ့နော်ဟိုဟိုမြောက်ဒီမြောက်ဖြစ်နေစိတ်ကလေအဲ့လိုဟိုမြောက်ဒီမြောက်ဖြစ်နေတဲ့အချိန်လေးကနေပြီးတော့ပြောင်းလဲလာဖို့ရှိတယ်အခုချိန်မှာတော့တော်တော်လေးစိတ်ညစ်နေရဆိုတော့ပုံစံမျိုးတွေ့ရတယ်နော်ဘလုံးမကိုလက်ရှိပေါ့နော်ကိုကြုံတွေ့နေရတဲ့အချိန်နေကိုပိုင်ဆိုင်ထားရတဲ့အခြေအနေတွေနဲ့ပတ်သက်ပြီးတော့ ပျော်ရှင်နိုင်ဘူးအဲ့လိုဖြစ်နေရှင်ရပြောရင်ဟိုလူကပေါ့နော်နေရထိုင်တာအီဒီအေးဆက်နေပေါ့နော်သွေးအေးနဲ့လူတက်တဲ့စိတ်တစားလူတက်သမားတွေပုံစံမျိုး ကိုဘသားကိုပြန်ပြီးအဲ့လိုမြင်နေတယ်ဖိုင်ဝမ်းနေရလေအဲ့လိုပုံစံမျိုးမြင်နေတယ်ငါမှပေါ့နော်အသေးနှလုံးရောရှိရောရှိသေးရလားဆိုတဲ့ပုံစံမျိုးပေါ့နော်အဲ့လိုမျိုးလေးတွေမြင်နေရတယ် ဆိုတော့အဲ့လိုအခြေအနေတွေကနေပြီးတော့ကောင်းသွားဖို့ရှိတယ်ဆိုတာမျိုးတွေ့ရတယ်နော်ဒီအမျိုးသမီးတယောက်ကြောင့်စိတ်နှောက်ရှက်ဖြစ်နေတဲ့ကိစ္စကနေပြန်ပြီးတော့ပေါ့နော်ကယ်ရေးပြဿနာဆိုလဲပြဿနာကပြည့်လဲသွားတာမျိုးပေါ့ရစရာရှိရယ်ဆိုရင်လည်းရစရာရှိတာတွေပြန်ရတာမျိုးဟိုအခုလောလောဆယ်မှာသူနဲ့ပေါ့နော်စာချုပ်တွေပါတွေချုပ်ရတယ်စင်းစရာကိစ္စတွေပါတွေလောက်ရတယ်ဆိုရင်လည်း လက်ရှိမှာတော့အဆင်မပြေဘူးပေါ့နော်အဆင်မပြေတဲ့ကိစ္စပေါ့လို့အဆင်မပြေတဲ့ကိစ္စကအစ်စ်ပြန်ဆပြီးတော့လောက်ရဖို့ရှိတယ်ပေါ့နော်အဆင်ပြေတဲ့နီလာနဲ့ပြောချင်တာအဲ့လိုအဆင်ပြေတဲ့နီလာနဲ့အစ်စ်ပြန်ဆဖို့အတွက်ဖြစ်လာဖို့ရှိတယ်နော်ဒီမှာလောလောဆယ်ကတကားပိတ်ထားတဲ့ပုံစံမျိုးရှိတဲ့အတွက်အဲ့ပိတ်ထားတဲ့တကားပြန်ပွင့်လာဖို့အခြေအနေရှိတယ်ဆိုတာမျိုးတွေ့ရတယ်နော်အဲ့မျိုးလေးတွေ့ရတယ် နောက်ဆုံးပေါ့နော်ဒီ reading ကသာသနာပေါ်မှာရှိနေတဲ့သူတွေကြည့်ရဆိုလို့ရှိရင်နော်တခခုညံလင်းပွင့်သွားတာမျိုးပေါ့ဘာသာရေးနဲ့ပတ်သက်ပြီးတော့ပြောမယ်ဆိုရင်လည်းတခခုညံလင်းပွင့်သွားတဲ့ပုံစံမျိုးရှိတယ်နော်အဲ့ဒါမျိုးဖြစ်လာဖို့ရှိတယ်ဆိုတော့ဒါလည်းကောင်းတာပဲဘာဖြစ်လို့လဲဆိုရင်သူနဲ့ပတ်သက်ပြီးတော့အဆင်ပြေသွားမယ်ဆိုတော့သူနဲ့ပတ်သက်ပြီးကိုယ်ကပေါ့နော် ပညာရေးရပိုင်းမှာဖြစ်စေသို့မဟုတ်အစီးပွားရေးအလုပ်ကင်ပိုင်းမှာ ဖြစ်စေပေါ့နော်တို့နဲ့ပတ်သက်တဲ့ကိစ္စမှာကိုလိုချင်တဲ့ပုံစံမျိုးရလာဖို့ရှိတယ်တချို့ဒါဖိုင်ဝမ်းယူတဲ့သူတွေအနေငယ်ကတော့အမျိုးသမီးတယောက်နဲ့ပတ်သက်နေတဲ့ကိစ္စမျိုး မဟုတ်ဘူးဆိုရင်လေကိုယ့်ရဲ့ပေါ့နော်စီးပွားရေးအောင်မြင်ရေးမှာလေတော်တော်လေးကို ောင်မြင်မှုရှိရဆိုတာမျိုးတွေ့ရတယ်။ဆိုတော့ဥမာနှစ်တက်တန်းတူတာမျိုးတွေစာချုပ်စာတန်းအစ်တလောက်တာမျိုးတွေလောက်ရဖို့ရှိနော်အဲ့ဒါမျိုးလေးတွေ့ပါတယ်။ဒါဆိုရင်ဒီပုံလေးကိုရေးထားတဲ့ဖိုင်2လေးတွေ আর এটি আমরা লাগাইছিলাম pine tool တွေ four of pentacles knight of swords the lovers pine tool ကတော့ single ray ဆိုလို့ရှိရင်လည်းပေါ့နော်စမ်းပွင့်လာဖို့ရှိရဆိုတာမျိုးတွေ့ရတယ်မထိမထားပဲနဲ့ပေါ့နော်အာဥမာတချို့အရှိမေတ္တာကြီးအိမ်တော်ကြီးတွေမှာအချိန်တော်တော်ကြာစောင့်ဆိုင်နေရတဲ့အရာတခုပြေလည်သွားဖို့ရှိတာမျိုးဖြစ်နိုင်တယ်လို့ဟုတ် အဲ့ဒီပေါ့နော်စောင်းလုံးကတော့အချိန်ကြာနေတယ်ပေါ့ဒါမဲ့လို့ရုတ်တရက်ကြီးပေါ့နော်ရုတ်တရက်ကြီးမင်းမြဆန်းဆန်းအဲ့အချိန်ကြာနေတဲ့အဲကိစ္စတခုပေါ့နော်ဥမာလူဖြစ်စီပေါ့နော် လူတယောက်နဲ့ကိုက connection တခုချိတ်ချင်လို့စသဖြင့်ပေါ့နော်အဲ့လိုဖြစ်နေတယ်ဆိုရင်စောင်းလုံးကတော့အကြာကြီးစောင်းနေရတယ်ဒါပေမဲ့လို့ connection အပြောင်းလဲဖြစ်သွားတာအဆင့်တက်သွားတာအယမ်းမြန်တယ် နော်အဲ့လိုပုံစံမျိုးလေးတွေ့ရတယ်အယမ်းမြန်တယ်အဲ့တော့ဖိုင်တူးတွေကိုယ်တိုင်ကကိုကပေါ့နော်အဲ့လိုအချင်းမြစ်တာကြီးဒီချင်းချင်းမြစ်တာပိုင်းဆိုင်ရမှာပို့ပြီးတော့အဆင့်တက်ဖို့ပုံမြန်နေတာပေါ့နော်စင်ငယ်အရေးဆိုလို့ရှိရင်အဲ့ကိုမှ crash ရဲ့ဆို crash နဲ့မိဆက်လာဖို့ချင်းနေများတယ်နောက် relationship တွေဆိုလို့ရှိရင်လည်း ချင်းငယ်တွေဥမာချို့ပေါ့နော်အချစ်စစ်ကိုမျှော်လင့်နေတဲ့သူတွေဆိုလို့ရှိရင်ချစ်ချင်းမေတ္တာအစ်မန်နဲ့တွေ့လာရဖို့ရှိရယ်နောက် relationship တွေဆိုလို့ရှိရင်လည်းပေါ့နော်ဒီအချစ်အိမ်တော်ကြီးမှာအချစ်မှာအိမ်တော်ကြီးမှာအရန်တရာဆိုပြလိမ့်မယ်အိမ်တော်ကြီးမှာတာသမီရန်တော်မျှော်လင့်နေတဲ့သူတွေဆိုလို့ရှိရင်ရရှိလာဖို့ရှိရယ်ဆိုတာမျိုးတွေ့ရတယ်အဲ့တော့ အခြေမြတ်တာရေးမှာဘာနဲ့ပတ်သက်ပြီးတော့ပြောရှင်မှုရှိလဲဆိုတော့ငွေကြေးနဲ့ပတ်သက်ပြီးပြောရှင်ရဖို့ရှိတယ်။ငွေကြေးကဘယ်လိုမျိုးလဲဆိုတော့ဥမာသူနဲ့ကိုနဲ့ကြားမှာပေါ့နော်။ဟိုဘက်ဒီဘက်မိဘအတိုင်းဝိုင်းကအအမွေတွေပေးလို့ပဲဖြစ်ဖြစ်၊ကိုညီထောက်ပံ့လို့ပဲဖြစ်ဖြစ်ပေါ့နော်။ဒီ relationship မှာကောင်းကောင်းပေါ့နော်ပျော်ရွှင်မှုအတွက်ငွေကြေးသုံးဆွဲနိုင်တာမျိုးပေါ့နော်အဲ့ဒါမျိုးလေးတွေအခြေအနေတွေဖြစ်လာဖို့ရှိရဆိုတာမျိုးတွေ့ရတယ်အ relationship မရှိနိုင်တော့တဲ့ အရွယ်တွေကြည့်တယ်ဆိုလို့ရှိရင်လည်းကိုနဲ့လက်ရှိရှိနေတဲ့အတူနေတဲ့မိသားစုသို့မဟုတ်မိသားစုအရင်မရှိရင်တည်းမိသားစုအရင်ကဲ့သို့ပေါ့နော် အတူနေထိုင်ပေါင်းသင်းရတဲ့သူအဲ့လိုအတူနေထိုင်ပေါင်းသင်းရတဲ့သူအဲ့လိုအဲ့လိုလိုမျိုးနေပေါ့နော်အတူတူပေါ့ဟိုမုံမုံဝေးတွေရလို့ပဲဖြစ်ဖြစ်အမှုရလို့ပဲဖြစ်ပေါ့နော်သူတို့နဲ့အတူပြပြပါပါ သုံးဆွဲရခြင်းပေါ့နော်။မျှဝေသုံးဆွဲရခြင်းရှိရဆိုတာမျိုးလေးတွေ့ရပါတယ်။ဒါဆိုရင်ဒီပုံလေးကိုရေးထားတဲ့ find 3လေးတွေ့ ိုင်သရီးတွေမှာပါရီပြောင်းလဲလာဖို့ရှိလဲဆိုရင်ကိုပေါ်မှာပေါ့နော်မစစ်မှန်တဲ့သူတွေဥမာ စီးပွားရေးအဖြစ်စီငွေကြေးရေးအဖြစ်စီပေါ့နော်နှလုံးသားရေးရအရာ ဖြစ်စီအကိုဘွားတယ်မှာလာပြီးတော့အမှိုက်လာရှုပ်နေရပါတော့။ဥမာစီးပွားရေးရဆိုလို့ရှိရင်လည်း ဒီအကျိုးများတစ်ခုက50 50ရာခိုင်နှုန်းယူရမယ်သူ90ကို50ယူရမယ်ဆိုလို့ရှိရင်အဲ့လိုသူ90ကိုကို90မြူပန်းနဲ့သူက80လောက်လို့ရှင်းတယ်ကိုကြတော့30လောက်ပဲပေးချင်တယ်နော်အဲ့လိုမျိုးဖြစ်နေတဲ့ဂုံစင်းနေတဲ့ပေါ့နော်ဆက်ဆံရေးမျိုးတွေရှိလိမ့်မယ်အဲ့လိုဆက်ဆံရေးမျိုးတွေဆိုရင်မြင်မြဆက်ဆံပြီးတတ်သွားဖို့ရှိရပေါ့နော်ဒီလူနဲ့နောက်ခါပြန်တွေ့ဆရာချာမရှိတော့ဘာလို့လဲဆိုလို့ရှင်ဒါကကို့အတွက်မကောင်းတဲ့ဆက်ဆံရေးတွေ ဒီလိုမလုပ်ပါနဲ့လို့လောက်ငယ်သားဖြစ်စီပေါ့နော်ဒီလိုမလုပ်ပါနဲ့လို့ဝမ်းနေပေးထားလို့ရှိရင်လဲခွေးမကောက်ကြည့်တော့ဆိုပဲတိတ်မကြခင်မှာပြန်ပြီးတော့လုံမှာပဲသိလားအဲဟိုကောင်းမွန်တဲ့လုပ်ငန်းတွဲဖက်မဟုတ်ဘူးပေါ့နော်ပြောမယ်ဆိုရင်ကိုက leader ဆိုလို့ရှိရင်လဲသူက follower အကောင်းမဟုတ်ဘူးကိုက follower ဆိုရင်လဲသူက leader ကောင်းမဟုတ်ဘူးရှိရသွားလဲသူကအမျက်စားမှာပဲနောက်ကလိုက်ရတဲ့သူဖြစ်လဲသူ့အတွက်ကြအောင်မယမကဟို စီးရင်တင်နေမှာပဲသိလားအဲ့တော့ရတဲ့အမြတ်ကဒီရာရကတော့မြတ်မနေမှာ900ကျော်ရကတော့မြတ်တော့မယ်နော်အဲ့လိုပုံစံမျိုးဖြစ်သွားတယ်ပေါ့နော်လိုအပ်တာတည်းရုပ်လျော့တာပေါ့နော်လိုအပ်တာတည်းအ sorry လိုအပ်တာထက်တည်းရနိုင်တာထက်ရုပ်လျော့တာပေါ့အကျိုးမြတ်တွေတသက်မဲ့ရုပ်လျော့တာဘာလို့ဆိုတော့ဂုံစင်းနေလို့နော်ဂျာရီကနေဂုံစင်းနေလို့အဲ့လိုဆက်ဆံရင်းရှိအဲ့ဒါတွေနဲ့ပေါ့နော်အပြီးတတ် ပြောင်းလဲသွားဖို့ရှိတယ်နော်ဒီမှာကျမ်းမှန်လဲပါထားရယ်ဆိုပြန်မလာနဲ့တော့သွားလိုက်တော့တတ်တာနော်ကောင်းမမကောင်းလားလူမှုရေးဘက်ဖြစ်စေစီးပွားရေးဘက်ဖြစ်စေတွဲဘက်ကောင်းမလို့တော့နော် စီးပွားရေးဆိုလဲအဲ့လိုမျိုးပေါ့ကိုယ်လှုပ်လို့မျိုးစဉ်းစားပြီးတော့တွဲပြီးလှုပ်ပင်နိုင်တဲ့သူတွေမှာဒီစီးပွားရေးအဆင်ပြေပါအောင်ဒီရာတို့ရက်စတာနေစားသောက်ဆိုင်နေထိုင်လို့ရှိရင်မတွေ့ဘူးလားမတွေ့ဘူးလားနော်ချိုးသောစားသောက်ဆိုင်နေမှာဆိုလို့ရှိရင်ဝန်ထမ်းတွေက ကောင်တာနားမှာရက်ပြီးမတ်တက်ရက်ပြီးတော့စပွဲကုန်တွေမှာရှိရက်ဟိုဖုံနေလည်းမတော့တ िश ူးတ िश ူးဘူးတွေမှာဆိုလို့ရှိရင်လည်းဖုံနေနဲ့မတော့ဘူးအဲသူတို့ဝင်နှန်းတာဖြစ်တာ ပိုင်ရှင်မရှိရက်အချိန်တော့မတ်တက်မတန်းနဲ့နော်တချို့သောဆိုင်တွေမှာကြာအဲ့လိုမဟုတ်ဘူးဝင်နှန်းလေးတွေကအများရန်ခုံတွေကိုတုပ်လိုက်တ िश ူးဘူးတွေကိုတုပ်လိုက်နော်လာပြီဆိုလို့ရှိရင်လည်းခီးဥကြိုရတာနဲ့ဘာထက်ပေးရမလဲဘာယူပေးရမလဲနဲ့မျက်စိရှင်ရှင်ထားတယ်ပေါ့နော် ဟိုသူကဆိုင်ပါရှင်မဟုတ်ဘူးဆိုလို့ရှင်တာဝန်ထမ်းဆိုလို့ follower ဆိုလို့ရှင်လဲကိုယ့်ရဲ့ဆိုင်လိုမျိုးပဲပေါ့နော်စိတ်ထားထားရတာပေါ့ဒါပေမဲ့တချို့ဆိုင်တွေမှာじゃတချို့ဆိုင်ကြီးတွေမှာတော့အဲ့လိုရှိရယ်နော်ဝန်ထမ်းနေရာဒါခိုးတယ်လို့ပြောလို့ရတယ်မကောင်းဘူးနော်ဒီမှာလည်းတဖူးကလေးပါထားတာဖြစ်တဲ့အတွက်ကို့ကိုလည်းပေါ့နော်ပြောမှဆိုရင်ဒီလုပ်ငန်းတွဲဖက်ဖြစ်စီ relationship ဖြစ်စီအယူလုပ်တယ်အယူလုပ်တယ်ဒါလုပ်ပေးမယ်ပြောလိုက်မလုပ်ဘူးပြောလိုက် လာတွေ့မယ်ပြောလိုက်မတွေ့ဘူးပြောလိုက်ပေါ့ဒါမျိုးတွေဖြစ်နေသူကကြောင့်မလို့စိတ်ကဒါကိုစိတ်တောင်ကိုဖမ်းမရတော့အဲ့လိုမျိုးဖြစ်နေစိတ်တွေလေလွင့်ရတာပေါ့နော်အဲ့လိုအခြေအနေတွေကိုကိုဖြစ်စေတဲ့သူတွေပေါ့သိလားနောက်ပြီးတော့ဟိုကိုလုံးနေရာတွေကမှန်လားမလားမသိဘူးရီတာစိတ်ကနေပြီးတော့လေအချိုနဲ့မရတယ်လို့ပြောချင်နေတာသိလားအချိုနဲ့မရလို့ပြောချင်နေတာဆိုတော့ကတ်မှာပါတာကွက်တီပဲဒီမှာကြည့်လိုက် ဓာတ်တွေတော်တော်များများမှဒီလိုပုံစံမျိုးမပါဘူးဒီဓာတ်ရဲ့တဖူးရဲ့ကတ်ကတော်တော်လေးရှည်ရတယ်အောက်မှာတကယ်ကိုသူကအချွန်နဲ့ပြောချင်းတဲ့အတိတ်ပဲနဲ့ကတ်နဲ့တကယ်ဘွားဖြစ်ဒီမှာလည်းမျက်နှာဖုံးလေးပါတယ်လူတွေကဘယ်လိုမျိုးလဲဆိုလို့ရှိရင်တင့်အောင်ပေါ့နော်မျက်နှာဖုံးတက်ပြီးတော့သိလားဆက်ဆံနေကြတာဆက်ဆံနေကြတာအယူလုံးနေကြတာပေါ့နော်ညနေမောင်းတက်ပြီးဆက်ဆံနေတာ သိရှိမှပြုံးပြုံးပြုံးနေပေါ့နော်မြောက်ဝေးနေရပေါ့မြောက်ဝေးရင်ဗာတအောင်ကာအမဇာကပုံလိုမျိုးတရားလည်းမသိဘူးပေါ့နော်အဲ့လိုဖြစ်နေရတူမောတင်းနဲ့လုံငန်းတွေ့ပတ်တူမော relationship ကိုလည်းမြောက်ပေးနေရမျိုးရှိတယ်။ဒီလားအချွန်နဲ့မနေရလို့ပြောရနော်။အောက်မှာဒီမှာအချွန်နဲ့အေးလှုပ်ဟိလှုပ်ဟိကောင်းတဲ့ဟိဆိုတကယ်ထင်ထင်နေနေနော်။ ိုထင်ခဲ့တာလည်းရှိရင်ရှိလိမ့်မယ်နော်ဖိုင်နရီတွေကပြီးခဲ့တဲ့ချိန်ကာလတွေတုန်းကအဲ့လိုထင်ခဲ့လို့မလို့ပါဖက်နေပေါ့နော်ကိုယ့်ရဲ့ energy တွေ waste ဖြစ်တာဆုံးရှုံးတာအာရာသီရထိုက်တာတွေမရဘူးမရသေးမရထိုက်တာရသွားတယ်အဲ့ဒါမျိုးပေါ့နော်ဒါဒီခြေလန်းကအချုံနဲ့မနေရဆိုရဲဆက်မလန်းတဲ့တော့ဆက်လန်းရင်မှပေါင်ရအောင်ထိုးမိတော့မှအဲ့ချုံက မလှမ်းသင့်တဲ့ဥစ္စာကိုလှမ်းလှမ်းဆိုလက်ကုပ်လောက်အတီးပေးတာပေါ့နော်ဒူရီယာတဲ့ကိုမျက်နှာဖုံးနဲ့ပေါင်းနေရတယ်ရှိလိမ့်မယ်အဲ့လိုလူအဲ့လိုအခြေအနေတွေကနေပြီးတော့အဲ့လိုလူတွေနဲ့ပေါ့နော်ပြတ်ဆဲသွားဖို့ရှိတယ်ဆက်ဆက်ရည်အဲ့တော့ဘသူကပါလဲပေါ့နော်စင်လားမြင်းလားကြားလားဆိုတာတော့ လက်ပြင်းမှာဆင်းသွားတယ်လို့ထင်းထင်းကြီးတွေ့လာရမယ်ဆိုတော့စာသားလို့တော့ဖြစ်တော့မှာပေါ့နော်အဲ့တော့စောတော့မသိခဲ့ဘူးမစွန့်မှန်တဲ့သူတွေကလိန်ကြီးလောက်နေတဲ့သူတွေစာပြင်အဲ့လိုမျိုးပေါ့နော်ရနဖုံးတက်ပြီးပေါင်းနေတဲ့သူတွေညှောက်ပေးနေတဲ့သူတွေရှိရယ်ဆိုရင်အချုံနဲ့မနေတဲ့သူတွေရှိရယ်ဆိုရင်ဆိုလိုတာအချုံနဲ့မရဆိုတာရှေ့တစ်မျိုးနောက်တစ်မျိုးတွေရလဲအချုံနဲ့မတာပဲအတူတူပဲတစ်မျက်နှာမုံနှစ်မျက်နှာရှိရလေတချို့ကနှစ်မျက်နှာမုံဆယ်မျိုးဟင်းချိုဆိုတာတော့ရှိသေးတယ် ိုလူရှိတမျိုးဒီလူရှိတမျိုးဒီလူရှိတမျိုးဟိုလူရှိတမျိုးအဲ့လိုလိုက်ပြောနေအဲ့လိုလူမျိုးတွေပေါ့နော် အဲ့လိုမျိုးလူမျိုးတွေဘသူကပေါ့နော်ဘသူကပါလဲပေါ့ပေါ်လာဖို့ရှိတယ်နော်ဂျာမန်ကဂျာနဲ့တတ်တီမှာအဲ့လိုမဟုတ်ဘဲနဲ့ဒီတက်မှာတော့ချင်းကလေးပါနေတယ်ဆိုရရအမှန်ပါလဲအမှားပါလဲဆိုတာကိုယ်ကကိုယ်ကပေါ့နော်မြင်လာရဖို့ရှိတယ်အဲ့ဒါမျိုးလေးတွေ့ရတယ်နော်ကိုမတိခဲ့တဲ့ချိုတော်သူတွေရဲ့မျက်နှာပုံးတွေလည်းဖြစ်နေတာပေါ့နော်အမှန်နေမှားနေအမှန်နဲ့အမှားနဲ့ မာရီချိန်ဝင်လုပ်ပြီးတော့ကိစ္စတွေလူတွေအာတန်ဝန်စင်နေပေါ့နော်ပြတ်သွားဖို့ရှိပြီးသွားတာပေါ့နော်ပြောမယ်ဆိုရင်ကဲရွေးဒီမှာကချိန်ဝင်သဘောတရားဝကြီးဆက်ရဖို့ရှိရဆိုလို့ရှိရင်ဝကြီးဆက်ရမယ့်အခြေအနေတွေကနေပြီးတော့ပြီးသွားတယ်လွတ်မြောက်သွားတယ်ပေါ့နော်လုပ်ပုံစံမျိုးလေးတွေ့ရတယ် တော့ဒီမှာတော့တမျိုးကပါလဲဆိုစိတ်ကျဉ်းချမ်းမှုတွေကနေလွမြောက်မယ်လို့တဲ့လို့တဲ့ဆိုတော့အတိတ်ပဲတော့ finally မှာတိတ်မတွေ့ရဘူးเนาะအဖြူအမဲလူတွေရဲ့ပေါ့เนาะတယုတ်မှန်အဖြူအမဲကွဲပြားလာဖို့ရှိတယ်ကိုယ်ပေါ်ဂုံစင်းနေတယ်ကြောက်တွန်းနေတယ်လက်ခုပ်တီးပြီးတော့မဖြစ်တဲ့လမ်းမဖြစ်နိုင်တဲ့လမ်းကိုသွားမယ်ဆိုရင် တော့မှာပဲလက်ခုပ်တီးပြီးအားပေးနေရဆိုတော့ခြေနေမျိုးတွေပေါ့เนาะအဲ့လိုလူမျိုးလူမျိုးတွေ ਨੇ တွေ့လာရဖို့ရှိရဆိုတာမျိုးတွေ့ရပါတယ် ဒါဆိုရင်ဒါက finally လေးတွေအတွက် reading ဖြစ်ပါတယ်အဲ့တော့ဖိုင်နှုံးလောရဲ့ဖြစ်ကိုဖတ်ပေးပြသားပါပြီအားလုံးပဲစိတ်ချမ်းသာခြင်းကိုကျမ်းမာခြင်းနဲ့ပြည့်စုံကြပါစေ next reading မှာပြန်လည်ဆုံတွေ့ကြမယ်နော်